ျွန်တော်ကတော့ဒေါက်တာမိုးအောင်ကျော်နိုင်ပါအထွေထွေယောဂအထူးကသမားတော့ဖြစ်ပါတယ်ဒီနေ့မှာတော့ရာသီကူးပြောင်းမှာယောဂဘိုးတွေအလွယ်တကူဝင်နိုင်အောင်ဘယ်လိုနေထိုင်စားသောက်အောင်လဲဆိုတာပြောပြပြသွားမှာဖြစ်ပါတယ်ဒီရာသီကူးပြောင်းကာလတွေမှာဒီပတ်ဝန်းကျင်မှာရှိတဲ့အပူချိန်နဲ့စိုထိုင်းစတွေအပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းမှာ ကိုခံစနစ်ကြာစင်းလေးရှိပါတယ်။ဒါအပြင်ဒီပတ်ဝန်းကျင်လေးထုထဲမှာဆိုလို့ရှိရင် virus bacteria ပိုးတွေဟာဒီပြန့်ပွားမှုနှုန်းများတယ်ကြာကြာနေထိုင်နိုင်တယ်။ဒါကြောင့်မလို့ပိုးဝင်နိုင်ခြင်းများတယ်ပေါ့နော်။သူတို့ရင်တော့ AB 6တွေ့တဲ့အချိန်ဒီမှာဆိုလို့ရှိရင်ဆရာတို့ရဲ့အသက်ရှူလမ်းကြောင်းက6တွေ့နေတယ်။ဒါကြောင့်မလို့ပြင်ပပိုးတွေအလဲတကူဝင်ရောက်နိုင်တာမျိုးရှိပါတယ်။ဒါကြောင့်မလို့ယာတီကူးပြောင်းမှာဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းကဝင်တဲ့ရောဂါပိုးတွေအဓိကအဖြစ်ဝင်ရောက်ပါတယ်။အထူးသဖြင့်တော့ virus and bacteria ပိုးတွေဖြစ်ပါတယ်။ ဒါအပြင်မှာရာသီကူးပြောင်းမှာဒီ inset တွေပေါက်ပွားမှုများတဲ့အတွက်ကြောင့်မလို့ခြင်အားတစ်ဆင့်ကူးဆက်တဲ့သွေးလွန်တုပ်ကွေးတို့ဆင်တုပ်ကွေးငှက်ဖျားယောဂါတွေလည်းဖြစ်များတာတွေ့ရပါတယ်။သက်ရှူလမ်းကြောင်းကိုပိုးတွေဝင်ရောက်ပြီဆိုလို့ရှိရင်တော့ဘာတွေဖြစ်တတ်လဲဆိုရင်ဒီနှာချီမယ်နှာရည်ယိုမယ်နှာခေါင်းပိတ်မယ် နောက်တစ်ခုကကြတော့ဒီအာခေါင်၆တွေ့တာတို့ထောင်းဆိုးတာတို့လေချောင်းနာတာတို့တွေဖြစ်တတ်ပါတယ်ပေါ့နော်ဒီထက်ပိုပြီးပြင်းထန်တဲ့သူတွေမှာဆိုလို့ရှိရင်တော့ချမ်းတုံမီဖျားတာတွေခေါင်းကိုက်တာတို့နော်ကိုလက်ကိုက်တာတချို့တွေမှာဆိုရင်တော့ဒီမျက်စိရာရန်တာတို့မျက်ရည်ကျတာတို့ဒါမျိုးတွေဖြစ်တတ်တယ်တချို့တွေမှာတော့ဒီပြို့တာအန်နာပြင်ဝန်းရှောတာတွေပါတွဲပြီးတွေ့တွေ့ရတတ်ပါတယ် ပိုးဝင်လွယ်တဲ့သူတွေကတော့ဒီကိုခံစနစ်ကျဆင်းတဲ့သူတွေမှာယောဂပိုးဝင်လွယ်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုခံစနစ်ကျဆင်းတဲ့ဟာမှာဇာတို့ကနှမျိုးနှစ်စာခွဲထားလို့ရတယ်နံပါတ်1ကတော့အခြေခံယောဂတစ်ခုခုရှိတယ်ဒါမှမဟုတ်ရင်ကုသမှုခံယူနေတဲ့သူတွေနဲ့တချို့တွေကတော့ဂျူဂျူတာမန်ကျမ်းမာတဲ့သူတွေမှာလည်းကိုခံအားကျတဲ့အခြေအနေမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အခြေခံယောဂတွေအနေနဲ့ကတော့ဒီကိုခံအားကျတဲ့ယောဂတွေက HIV ပိုးရှိတဲ့သူတွေနောက်တစ်ခါကင်ဆာယောဂ ဖြစ်နေတဲ့သူတွေစီးကြိုယောဂရှိတဲ့သူတွေမှာကိုခံကြရတတ်တယ်။ကုသမှုခံယူနေတဲ့သူတွေမှာဆိုရင်တော့ဒီကင်ဆာဆေးကုသမှုခံယူနေတဲ့သူတွေနောက်တစ်ခါဒီကိုခံအားခုနိုင်ဆေးတွေပေါ့နော်။အရာတွေကတော့ရေပြားလေးဘက်နာတို့၊သွေးလေးဘက်နာတို့၊ကြောက်ကရောင်ရမ်းတဲ့သူတွေမှာဆိုရင်ဒီလိုဆေးဝါးတွေပေးထားတယ်။အဲ့တော့အဲ့လိုသူတွေမှာဆိုရင်တော့ကိုခံစနစ်ကြပြီးယောဂပိုးဝင်လွယ်တယ်ပေါ့နော်။အဲ့တော့တန်ပန်အခြေခံယောဂမရှိတဲ့သူတွေနေမှာလည်းကိုခံစနစ်ကြတယ်ဆိုတာရှိပါတယ်။အဲ့တော့ဘယ်လိုအခြေအနေတွေမှာလဲဆိုရင် ဒီအစားတောက်เนาะအစားတောက်နဲ့ပတ်သက်ပြီးအဟာရချို့တဲ့တဲ့သူတွေနောက်တစ်ခါစီးလေးအရက်ကွန်းစားတောက်တဲ့သူတွေနောက်တစ်ခါအသီးရွက်အသီးနှံစားတာနည်းတဲ့သူတွေနောက်တစ်ခုကတော့ဒီကိုလက်လှူရှားမှုနည်းတဲ့သူတွေနောက်အေးရေးပြတ်တဲ့လူပေါ့เนาะအေးရေးဝဝမိတ်တဲ့သူတွေစိတ်ဖိစီးမှုများတဲ့သူတွေအသက်ရွယ်ကြီးမြင့်သူတွေနဲ့ကိုယ်ဝန်ဆောင်တွေမှာလည်းကိုခံစနစ်ကျနေတာတွေ့ရတတ်တယ်ပေါ့เนาะအဲ့လိုလူတွေမှာတော့ဒီယာတီကူးပြောင်းကယောဂပိုးတွေလွယ်လွယ်ကူကူဝင်ရောက်နိုင်တာတွေ့ရတယ် တော့ကိုခံစနစ် တက်အောင်နေထိုင် စားတော့မယ်ဆိုလို့ရှိရင်ဒီယောဂပိုးတွေကိုကာကွယ်ပြီးသားဖြစ်မယ်ပေါ့နော်အဲ့တော့ခြုံပြီးပြောမယ်ဆိုရင်တော့ဆရာတို့ကဒီ healthy lifestyle နဲ့ good hygiene ဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်အဲ့တော့ healthy lifestyle ကတော့အများသိပြီးသားအတိုင်းပါပဲเนาะဆရာတို့ဒီဆေးလိပ်အရက်ကုန်းတွေမစားမတော့ဘူးအသီးရွက်အသီးနှံတွေပိုစားမယ်နောက်တစ်ခုဒီမှာပိုတာတော့ရေများများတောက်မယ်ပေါ့နော်အဲ့တော့ရေများများဆိုတာရေတစ်နေ့ကို1လီတာနဲ့3လီတာလောက်ကိုတောက်သုံးပေးဖို့လိုအပ်နိုင် နောက်တစ်ချက်ကတော့ကိုလက်လှုပ်ရှားလိုပါမယ်ပေါ့နော်အဲ့တော့ကိုလက်လှုပ်ရှားဆိုတာထွေထွေထူးတတ်တတ်မှတ်မှတ်မရှိတဲ့သူတွေမှာတော့ဒီလမ်းလျှောက်တဲ့လေ့ကျင့်ခန်းလေးတွေကိုစောင့်ရွက် ပေးလို့ရတယ်ပေါ့နော်နောက်ရေးကြီးတဲ့တစ်ချက်ကတော့ဗာလဲဆိုရင်တော့အေးအေးဝဝအိပ်ဖို့လိုတယ်နော်အဲ့တော့အေးအေးပြက်တဲ့သူတွေမှာကိုခန့်စနစ်ကြတဲ့အတွက်သူ့ကိုအေးအေးဝဝအိပ်ဖို့လိုပါတယ်တနေ့ကို9နာရီနဲ့9နာရီကြာမှအိတ်ချိန်ရရှိအောင်စောင့်ရွက်ပေးဖို့လိုတယ်နောက်တစ်ခုကတော့စိတ်ဖိစီးမှုရှော့ချပေးဖို့လိုပါတယ်ပေါ့နော်ဆိုတော့ဒီနည်းတွေနဲ့ဆရာတို့က အဲကိုခံစနစ်ကိုမြင့်တင်ထားလို့ရတယ်ကိုဟိုက်ဂျင်းကတော့ဒီယောဂပိုးတွေမဝင်နိုင်အောင်သူသဖြင့်တော့ကိုပတ်ဝန်းကျင်မှာဖြားနာတဲ့သူတွေများနေတယ်ဆိုရင်ကိုကဘာလုပ်သင့်လဲဆိုတော့လက်ကိုမကြာခဏဆေးပေးရမယ်နော်နောက်တစ်ခါဖြားနာတဲ့သူတွေနဲ့ဝေးဝေးနေမယ်ဆေးရုံဆေးပေးကန်သွားမယ်ဆိုရင်တော့ဒီနှာခေါင်းစီးတက်ထားမယ်ဆိုလို့ရှိရင်တော့ပြင်ပကနေပိုးတွေမဝင်အောင်ကာကွယ်တားဆီးရရောက်ပါလိမ့်မယ် မေ့ဘူးဆိုလို့ရှိရင်အေးပြက်တဲ့သူတွေမှာကိုခံစနစ်ကြတယ်ပေါ့နော်ကိုခံစနစ်ကြရင်ပြင်ပကနေပိုးတွေအလေတကူဝင်ရောက်နိုင်တယ်အဲ့တော့လေးလာတွေးရှိချက်တွေရတော့ဒီအေးပြက်တဲ့သူတွေအေးဝဝမေ့ရတဲ့သူတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာယောဂပိုးဝင်ရောက်လာရင်တိုက်ထုတ်ပေးတဲ့ natural killer cell ဆိုတဲ့ဆဲတွေနောက်တစ်ခါပြန်ပြီးတိုက်ထုတ်ပေးတဲ့ antibody ထုတ်လုပ်မှုတွေလည်းကျဆင်းတယ်သူ့ရဲ့စွမ်းဆောင်ရည်လည်းကျဆင်းတာတွေ့ရတယ် နော်ဒါပြင်အေးပြက်တဲ့သူတွေမှာဒီ inflammatory cytokine လို့ခေါ်တဲ့ရောင်ရမ်းမှုကိုအားပေးတဲ့ဓာတ်တွေများတယ်ဒါကြောင့်မလို့အဲ့လိုလူတွေမှာပိုးဝင်နေဆိုရင်ယောဂပိုးဝင်ဖို့လည်းလွယ်တယ်လို့မျိုးပဲယောဂပျောက်ကင်းဖို့လည်းကြာရှည်တတ်တယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေကကျွန်တော်တို့လူနာတွေမှာလည်းတွေ့ရပါတယ်မကြာခဏဖြားတယ်ဖြားရင်တော်တော်နဲ့မပြောက်ဘူးဆိုတဲ့သူတွေကိုမေးလိုက်လို့ရှိရင်သူတို့စီမှာဒီအေးအေးဝဝမိတ်ချင်ကလည်းအချက်တစ်ချက်အနေနဲ့ပါဝင်နေတာတွေ့ရပါတယ် မအနေနဲ့ဆရာတော်ဒီအားစည်းတွေအကြောင်းမပြောခင်မှာပေါ့နော်ဒီအေးဝဝအေးဖို့အတွက်ကိုလိုအပ်ချက်လေးတွေနည်းနည်းပြောမယ်ပေါ့နော်အဲ့တော့ဒီနေ့မှာ9နာရီနဲ့9နာရီကြာပေါ့နော်အေးဝဝအေးဖို့လိုပါတယ်ပေါ့နော်အဲ့တော့အချိန်ပေးပေးမယ်အဲ့ဒီမှာအိတ်မပြောနေဘူးဆိုရင်လည်းပဲဒါအေးပြတ်တဲ့ထဲမှာပါတာပေါ့နော်နောက်တစ်ခုကတော့ဒီလိုအေးဝဝအေးဖို့ဆိုတာအချိန်ထချင်း မှန်မှန်လေးထားဖို့လိုပါတယ်ဆရာတို့အနေနဲ့ sleep return လို့ခေါ်တာပေါ့နော်အဲ့တော့အိပ်စက်ချိန်နေရီကိုမှန်မှန်ထားပေးဖို့လိုတယ်အေးအေးပြည့်စင်နိုင်တဲ့စိတ်ဖြစ်စီမှုတွေကိုချော့ချပေးဖို့လိုတယ်ပေါ့နော်ဒီနည်းနဲ့ပထမအနေနဲ့စမ်းသပ်တင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီအိပ်စက်ချင်းကိုအားပေးတယ်ဒီ vitamin နဲ့ mineral C ရှိပါတယ်အဲ့တော့ဒါတွေကိုလေ့လာချက်တွေရဆိုရင်တော့ vitamin D နောက်တစ်ခါ vitamin B6 B9 B12 နောက်တစ်ခါဒီ vitamin C အဲ့ဒါအပြင် minerals တဲမှာဆိုရင်တော့ magnesium calcium iron ဓာတ်တွေအရဆိုလို့ရှိရင်ဒါအိပ်စက်ခြင်းကိုအားပေးတယ်ဆိုတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလို vitamin C ပါတဲ့အားစေးတွေကိုရေးချက်တောက်သုံးသင့်တယ်နောက်တစ်ချက်ကတော့ကိုခံစနစ်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ jensen နဲ့ rye jelly တို့ဟာလည်းပဲကိုခံစနစ်ကောင်းမွန်တဲ့အထဲမှာအဲတွေးရှိထားတာတွေရှိတဲ့အတွက်ကြောင့်မလို့ဒီရှေ့မှာပြောခဲ့တဲ့ vitamin C minerals တွေဒါတွေပါဝင်တဲ့အားစေးမျိုးကိုရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီအိတ်လည်းပြောမယ်ကိုခံစနစ်လည်းကောင်းတာကိုတွေ့ရမှာဖြစ်ပါတယ် တော့ဥပမာအဖြစ်တော့ဒီ Rabicon လို့အာဆီယံမျိုးမှာဆိုရင်ဒီလိုဓာတ်တွေအစုံလင်ပါတယ်ဆိုတာတွေ့ရပါတယ်အဓိကအဖြစ်ရှေ့မှာဆရာတို့ပြောသားသလိုပဲဒီရာသီအခုပြောင်းနေမှာကိုခန်စနစ်ကြရတဲ့သူတွေထို့သဖြင့်တော့ healthy lifestyle နဲ့မနေတဲ့သူတွေမှာဆိုလို့ရင်ယောဂပိုးဝင်လွယ်တယ်ပေါ့နော်။ဒါကြောင့်မြေသူမဆိုးဒီ healthy lifestyle နဲ့ကို hygiene ကို အဲနေထိုင်သင့်တယ်လို့ဆရာအနေနဲ့ယူဆပါတယ်ပေါ့နော်အဲ့တော့ချုပ်ပြီးပြန်ပြောမယ်ဆိုလို့ရှိရင်တော့ဒီစေးလေးရက်ကွန်ရှောင်းရမယ်ရေများများတောင်းရမယ်အသီးရက်ဒီနံများများစားရမယ်ကိုလက်လှူရှားမှုလေးပြုလုပ်ပေးရမယ်နောက်တစ်ခါအေးအေးဝဝအိပ်ဖို့လိုတယ်စိတ်ဖြစ်စီမှုလျှော့ချမယ်ပေါ့နော်အဲ့တော့ဒီချက်တွေပြုလုပ်မယ်ဆိုရင်ကိုယ်ခံစနစ်တက်မယ်ယောဂဘူအဝင်ရောက်တာကိုကာကွယ်နိုင်တယ်ဒါပြင် healthy lifestyle နဲ့နေထိုင်စားသောက်တဲ့လူတွေကမကူးဆက်တတ်တဲ့ယောဂတော်တော်များများကိုလည်းကာကွယ်ပြီးသားဖြစ်မယ်လို့ဆရာအနေနဲ့နောက်ဆုံးပြောချင်ပါတယ် ဲ့ဒီတော့ဒီကျမ်းမာရေးနဲ့ညီညွတ်မြတ်တအောင်ဒေထိုင်စားတော့ခြင်းအပြင်ယာဒီကူပြောင်းကာလာတွေမှာယောဂပိုးတွေမဝင်မဲနဲ့ဖြားနာခြင်းကင်းဝေးကြပါစေလို့ဆရာအနေနဲ့နောက်ဆုံးဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်